ဒီလေသမားလေးကဖိုကားကုမ္ပဏီရဲ့တည်ထောင်သူဘလို့ဖြစ်လာသလဲဒီကနေ့မှာတော့ကဘာပေါ်ကကားစည်းကွက်ကြီးတစ်ခုလုံးကိုသူ့နာမည်နဲ့လွှမ်းမိုးခဲ့တဲ့အပြင် American စီးပွားရေးလောကကြီးရဲ့အချက်အချာဖြစ်တဲ့ Wall Street တစ်ခုလုံးကိုကင်လုပ်ခဲ့သူလူတိုင်းအတွက်ကားတစ်စီးရှိတယ်ဆိုတဲ့ဆောင်ပုဒ်ကို လက်ကင်ထားခဲ့သူ Henry Ford နဲ့သူ့ရဲ့ Ford Motor Company ကြီးရဲ့ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းနဲ့အောင်မြင်မှုတွေအကြောင်းတင်ဆက်ပေးသွားမှာပါ လယ်သမားတဦးနေနဲ့ပြောရမယ်ဆိုရင်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တဦးဘယ်လိုဖြစ်လာလဲတမယိုးကကမ္ဘာစီးပွားရေးစနစ်ကိုတော်လှန်ခဲ့တဲ့ဤပညာတွေကိုဘယ်လိုမျိုးတည်ထွင်စံစားခဲ့ပြီးတော့ကားတွေကိုလူတိုင်းဝယ်နိုင်အောင်ဘယ်လိုလုပ်ခဲ့သလဲဆိုတာနဲ့ Ford Company ကခေတ်သစ်မှာလဲပြိုင်ဘက်ကုမ္ပဏီတွေထက်နှာတပြားတာနေအောင်ဘယ်လိုစံချိန်စံနှုန်းအသစ်တွေချမှတ်ခဲ့လဲဆိုတာတွေကိုတင်ပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုဖို့အတွက်ကိုဖိတ်ခေါ်ကြပါတယ် ဟင်ရီဖိုးကို1863ခုနှစ်ဇူလိုင်လ30ရက်နေ့မှာမီချီဂန်ပြည်နယ်ဒီယာဘွန်မှာမွေးပါတယ်။ဖခင်ကလယ်သမားတဦးဖြစ်ပြီးတော့မွေးခြင်း6ရောက်မှာအကြီးဆုံးဖြစ်တဲ့ဟင်ရီကိုဖခင်ရဲ့လယ်လုံငန်းကိုဆက်ခံစေခြင်းခဲ့ပါတယ်။ဒါပေမဲ့ဟင်ရီကလယ်လုံငန်းကိုစိတ်မဝင်စားဘဲဆက်ပစ္စည်းတွေကိုပဲဆွဲလန်းခဲ့ပါတယ်။အသက်12နှစ်မှာဖခင်ကနိုင်တလုံးလက်ဆောင်ပေးခဲ့ရာကနေနိုင်တွေကိုဖြုတ်တက်လုံရင်းနဲ့ နိုင်ပြင်စရာတူလေးဖြစ်ခဲ့ပါတယ်။အသက်73နှစ်မှာ Detroit ကကုမ္ပဏီတစ်ခုကိုချောင်းခီးစင်နဲ့ရောက်သွားရင်းနဲ့ဟဲ့ရှင်နှွေးဝင်အင်ဂျင်ကိုပထမဆုံးမြင်တွေ့ခဲ့ရပြီးတော့စက်ပစ္စည်းတွေအပေါ်သူ့ရဲ့စိတ်ဝင်စားမှုကပိုပြီးတော့ပြင်းထန်လာခဲ့ပါတယ်။နောက်ပြီးအသက်65နှစ်မှာပဲသူ့ရဲ့ပထမဆုံးရှင်နှွေးဝင်အင်ဂျင်ကိုကိုယ်တိုင်တည်ဆောက်နိုင်ခဲ့ပါတယ်။ မင်းလုံနိုင်တယ်လို့ထင်သည်ဖြစ်စေမလုံနိုင်ဘူးလို့ထင်သည်ဖြစ်စေမင်းမှန်တယ်ဆိုရဲသူ့ရဲ့ကဘာကျော်ဆိုရိုးစကားကဒီဟာကိုတီထွင်ရင်သဘောပေါက်လာတာလို့လည်းပြောခဲ့ပူပါတယ်မိခင်ကွယ်လွန်ပြီးရင်နောက်မှာတော့ ဘာကြောင့်ရဲ့မသိလေယာဉ်အပေါ်မုန်တိလာခဲ့တဲ့ဟင်နရီကအသက်16နှစ်မှာပဲဖခင်ရဲ့ဆန္ဒကိုစန့်ကျင်ပြီးဒီထရိုက်မြို့ကိုထွက်လာခဲ့ပါတယ်။ဒီထရိုက်မှာတော့ဟင်နရီကဆက်ပစ္စည်းတွေအကြောင်းအပြင်းထန်လေ့လာခဲ့ပါတယ်။ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ယထာလန်ဆောက်လုပ်ရေးကုမ္ပဏီကနေအလုပ်ဝင်ပြီး6ရက်အကြာမှာ ထုတ်ပယ်ခံခဲ့ရပေမဲ့နောက်ပိုင်းမှာစက်ပြင်းသင်တန်းသားအဖြစ်အလုပ်ရခဲ့ပါတယ်။ ဝင်ငွေမလုံလောက်တာကြောင့်ညာဘက်မှာနိုင်ရည်ပြင်းတဲ့အလုပ်ကိုပါလုပ်ခဲ့ရပါတယ်။အလုပ်များပြီးမဲ့အားတဲ့အချိန်တွေမှာစက်ပစ္စည်းတွေနဲ့စံသက်လိလာတာကိုမရက်ခဲ့ပါဘူး။1882ခုနှစ်မှာမီချီဂန်ကိုပြန်ရောက်လာပြီးရနောက်ဖာကင်ဝယ်ထားတဲ့ရေနှင်းငွေအင်ဂျင်ကိုအချိန်ကုန်ခံပြီးတော့လိလာခဲ့ပါတယ်။သူရဲ့စက်ပစ္စည်းအပေါ်ထူးချွန်တဲ့အရေးချင်းကြောင့်ပဲ Westinghouse Company မှာရေနှင်းငွေထွန်စက်အင်ဂျင်တွေလိုက်လံပြီးတော့ ဆက်ပြင်ဆင်ပေးတဲ့တက်ဆင်ပေးတဲ့အလုပ်ကိုရရှိခဲ့တာဖြစ်ပါတယ်1885ခုနှစ်မှာဇနီးဖြစ်သူ Clara Jean Brandt နဲ့ဆေးစိုက်ခဲ့ပြီးတော့နောက်နှစ်မှာဖခင်ကမင်္ဂလာဆောင်အဖြစ်လက်ဖွဲ့အဖြစ်ကိုလက်ဆောင်အဖြစ်နေအေက40ပေးခဲ့ပေမဲ့ဒါကိုလက်မခံခဲ့ပါဘူး။အဲဒီအချိန်မှာဆိုရင်လယ်လုံးဖို့မဟုတ်ပဲတခြားစိတ်ကူးတွေရှိနေခဲ့ပါတယ်။ 1892ခုနှစ်မှာ Henry နဲ့ Clara တို့ Detroit ကိုပြန်ပြောင်းလာခဲ့ပါတယ်။ဒီအချိန်မှာသူက British Magazine တစ်ခုကနေ German Engineer Nicholas Otto တီထွင်ခဲ့တဲ့ Dacia Engine အကြောင်းကိုလေ့လာခဲ့ရပါတယ်။ ဓာတ်ဆီအင်ဂျင်ကဟာရင်းနှီးငွေ့အင်ဂျင်တွေထက်ပုံမို့ထိရောက်ပြီးတော့ရင်းနှီးငွေ့အင်ဂျင်တွေလိုစာနိုးဖို့အတွက်မိနစ်30လောက်အထိအချိန်ကုန်ခံစရာမလိုပါဘူးဒီအင်ဂျင်အကြောင်းကိုပုံမို့သိရှိလိုတာကြောင့် Henry က Edison Eliminating Company မှာညပိုင်းအင်ဂျင်နီယာအဖြစ်ဝင်ရောက်ပြီးတော့လုပ်ကိုင်ခဲ့ပြီးလျှက်စစ်အကြောင်းကိုပါလေ့လာခဲ့ပါတယ်1893ခုနှစ်မှာတာအူ Brandford ကိုမွေးပြီးတော့တုံးကအကြာမှာ Henry ကအင်ဂျင်နီယာချုပ်ယာဒူတိုးခဲ့ရလဲဖြစ်ပါတယ် အဲဒီနှစ်မှာပဲသူ့ရဲ့ပထမဆုံးဓာတ်စီအင်ဂျင်ကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါဟာမြင်းမပေါတဲ့ရထားလုံးကို horseless carriage တည်ဆောက်ဖို့သူ့ရဲ့အိမ်မက်ရဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။1896ခုနှစ်ဇွန်လ4ရက်နေ့မနက်တနာရီခွဲမှာတော့ Gardner Cycle လို့ခေါ်တဲ့သူ့ရဲ့ပထမဆုံးစံသက်ကားကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ဘဝမှာသူ့သားဦးလေးမွေးခဲ့တာကြောင့်တလောက်ပျော်ရွှင်မှုမျိုးမခံစားခဲ့ရဘူးလို့ပြောကြားခဲ့ပြီးတော့သူရဲ့မဆုဆောင်ထဲမှာအတိအကျကိုမှတ်တမ်းတင်ထားခဲ့တာပါစံတန်ချက်အနေနဲ့စပိန်နှစီကိုဘေးကျင်းရှင်ပြီးဒက်စီအင်ဂျင်နဲ့မောင်းနှင်ခဲ့တာပါဒါပေမဲ့ဒီကားမှာ နောက်ပြန်ဆုပ်တဲ့ဂီယာမပါပဲရှေ့တိုးဂီယာပဲပါတာအေအေးပေးစနစ်မပါတာကြောင့်မြန်မြန်ဟီတက်တာစရတဲ့ပြဿနာအနေငယ်ရှိခဲ့ပါတယ် ဟင်နရီကသူ့ရဲ့ပထမဆုံးစံသက်ကားကိုပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပါတယ်။အထူးခြားဆုံးကတော့ AEP စနစ်ထည့်သွင်းလိုက်တာပါပဲ။နောက်ပိုင်းမှာဒီကားကိုဒေါ်လာ900နဲ့အယောင်ချပြီးအရိပစံကို နောက်ထပ် project ကြီးတစ်ခုအတွက်အသုံးပြုခဲ့ပါတယ်။ Detroit မြို့တော်ဝင်ရဲ့ထောက်ပံ့မှုနဲ့အတူဟင်နရီကသူ့ရဲ့ဒုတိယမြောက်စံသက်ကားကိုတည်ဆောက်ခဲ့ပြီး 1899ခုနှစ်ဇူလိုင်လမှာပြီးစီးခဲ့ပါတယ်။ဒီကားအသစ်ကအရင်ကားထက်ပိုကြီးပိုခိုင်ပါပြီးပိုလေးလံပါတယ်။ဒီနေ့မနက်မှာတော့ Henry Ford ကလူကုန်တဲ့အတိုင်းဝိုင်းတွေကဩဇာရှိသူတစ်ယောက်ဖြစ်တဲ့သစ်ကုံတဲ့ William Murphy ကိုသူကအသစ်ကြီးကိုစံပေါင်းခိုင်းပြီးတော့ခေါ်သွားခဲ့ပါတယ်။စံပေါင်းပြီးတဲ့အခါမှာတော့ William ကကားကိုအရန်ကြိုက်သွားခဲ့သလို Henry ရဲ့စီးပွားရေးလုပ်ငန်းမှာပါဝင်ကျင်လာတာကြောင့်အကြခင်မှာပဲသူတို့နှစ်ယောက်လုပ်ငန်းသစ်စားလိုက်ကြပါတော့တယ်။ 1899ခုနှစ်ဩဂုတ်လ9ရက်နေ့မှာတော့ Detroit Automobile Company ကိုတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်ပေါ့ဆော့လေးတွေရဲ့ထုံးစံအတိုင်းပဲကုမ္ပဏီထောင်ပြီးပြီးချင်းတလွဲတွေကြီးပဲဖြစ်နေခဲ့ပါတယ်။ပထမဆုံးကားဖြစ်တဲ့ Delivery Wagon ကိုထုတ်လုပ်ဖို့အတွက်6လကြာမြင့်ခဲ့ပြီးတော့ကုမ္ပဏီရဲ့ပထမဆုံးနှစ်နှစ်အတွင်းမှာ အစည်းအဝေး20တာထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့် Henry ကသူ့ရာထူးကနေထုတ်ပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့ပထမဆုံးကုမ္ပဏီကြာရှုံးခဲ့ပေမဲ့သူကအကောင်းမြင်စိတ်တော့ရှိခဲ့ပါတယ်။ကြာရှုံးတယ်ဆိုတာပို့ပြီးတော့အသိဉာဏ်ရှိရှိနဲ့ပြန်လည်စတင်ဖို့အခွင့်အရေးပဲလို့သူကဆိုခဲ့ပါတယ်။တကယ်တော့အလုပ်ထုတ်ခံရတဲ့အတွက် Henry ကပို့ပြီးတော့ပေါ်ပါသွားခဲ့ပြီးတခြားအရာတွေမှာအာရုံစိုက်နိုင်ခဲ့ပါတယ်။ Henry ကသူ့ရဲ့အာရုံစိုက်မှုကိုပြိုင်ကောင်းရိစီကိုပြောင်းလိုက်ပါတယ်။အကြောင်းကတော့ရိုးရှင်းပါတယ်။ ပြိုင်ကားပြိုင်ပွဲတွေကအမေရိကန်မှာအရန်ရေပန်းစားလာတဲ့အားကစားဖြစ်တာကြောင့်သူ့ရဲ့ကားတွေရဲ့အရေအသွေးကိုပြသဖို့ကားမော်ဒယ်ဈေးကွက်တစ်ခုလုံးမြင်ခဲ့ပါတယ်။ Detroit Automobile Company နဲ့ဖြစ်ခဲ့တဲ့အခြေအနေတွေကြောင့်သူအတွက်ယင်းနှမြုံနယ်မဲ့သူတိတ်မရှိတော့ဘူးဆိုတာလည်းသူသိခဲ့ပါတယ်။တနေ့အကြာမှာတော့ Ford ကနေဒီဇိုင်းထုတ်ထားတဲ့ပြိုင်ကားစီနိုင်ငံရဲ့ထိတ်တန်းပြိုင်ကားမောင်းသမားတွေကိုအနိုင်ယူခဲ့ပါတယ်။ဟင်နရီရဲ့မြင်းကောင်ရဲ့26ကောင်အားရှိတဲ့ကား တမျိုးလုံးရဲ့ပါဇက်ပြားမှာရေပန်းစားခဲ့ပြီးတော့ဒီလိုနာမည်ကြီးမှုကယင်းမျိုးနံသူတွေကို Henry ကိုဒုတိယအကြိမ်ထောက်ပံ့ဖို့ယုံကြည်မှုပေးခဲ့ကြပြန်ပါတယ်ဒီလိုနဲ့ Ford Motor Company ကိုစတင်တည်ထောင်ခဲ့ပြီးတော့ Henry က engineer ချုပ်ဖြစ်လာခဲ့ပါတယ်မကြာခင်မှာပဲ Henry Ford ရဲ့ယာတုကထပ်ပြီးတော့တည်ငြိမ်မှုမရှိဖြစ်လာပြန်ပါတယ်။ Henry Ford တရားဟောပြိုင်ကားတွေပဲဆက်လုပ်နေတာကိုယင်းမျိုးနံတဲ့သူတွေကဒေါသထွက်ကြပါတယ်။ တို့ကလူအများစုကိုရောင်းချနိုင်မဲ့ခီးတဲ့တင်ကောင်းတွေဖန်တီးစီစဉ်ခဲ့တာကြောင့် Henry Martin Lan ဆိုတဲ့သူကိုခေါ်ယူပြီးတော့ Henry ရဲ့နေရာကိုအစားထိုးဖို့စ조사ခဲ့ပါတယ် Henry ကသူ့နေရာကိုတခြားသူတယောက်လာယူတာကိုမကျေနပ်ကြကြောင်းကုမ္ပဏီကနေပြီးတော့ထွက်ခဲ့ပါတယ်သူရဲ့ကိုရိုင်းရေးအထုပ်ပတ်တီမှာဘသူရဲ့အမိန်အောက်မှာထပ်မနေတော့ဘူးလို့ဆုံးဖြတ်ပြီးငါနှုတ်ထွက်ခဲ့ရလို့ဖော်ပြထားပါတယ် Henry Lin ကတော့ယင်းနိုရန်သူရီရဲ့ဆန္ဒအကြိုင်ဆက်လုပ်ခဲ့ပြီးဒီကနေ့ခေတ်မှာ Cadillac လို့လူသိကြတဲ့ကားကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ Henry Ford ထွက်သွားတော့ကုမ္ပဏီရဲ့နာမည်ကို Ford Motor Company ကနေ Cadillac Motor Company အဖြစ်ပြောင်းလဲခဲ့ပါတယ်။ပြိုင်ကားလောကကိုမစွန့်ခွာနိုင်သေးတဲ့ Henry Ford ကပြိုင်ကားမောင်းသမားဟောင်း Tom Cooper နဲ့ပြိုင်ကားတွေဆက်လက်တည်ဆောက်ခဲ့ကြပါတယ်။ 1900ခုနှစ်မှာ Ford 999ဆိုတဲ့ငင်းကောင်ရီ80ကောင်အားရှိတဲ့ကားတစ်စီးကိုထုတ်လုပ်ခဲ့ပါတယ်1904ခုနှစ်အရောက်တော့ Henry ရဲ့ကားအသစ်ကတနအီမိုင်61.4မိုင်နှုန်းအထိမောင်းနှင်နိုင်ခဲ့ပြီး American ကားတွေအားလုံးရဲ့စံချိန်ကိုချိုးဖြတ်နိုင်ခဲ့ပါတယ်ဒီစံချိန်နဲ့အောင်ပွဲတွေနဲ့အတူ Henry က American ရဲ့အကောင်းဆုံးပြိုင်ကားကုမ္ပဏီအဖြစ် သူ့ကိုယ်သူပြန်လည်ပြီးတော့တည်ဆောက်နိုင်ခဲ့ပါတယ်ဒီလိုနာမည်ကုန်သတင်းမျိုးနဲ့ဆိုရင် သူတတိယမြောက်ကုမ္ပဏီစထောင်ဖို့အသင့်ဖြစ်တဲ့အခါယင်းနှမြုံနယ်သူတွေရဲ့ထောက်ပံ့မှုကိုရလိမ့်မယ်လို့ဆိုတာကိုသူသိခဲ့ပါတယ်။ယင်းနှမြုံနယ်သူ၁၂အထူးသဖြင့် Detroit ကကြောင်မီသွေးကုံတဲ့ Alexandrian ရဲ့ထောက်ပံ့မှုနဲ့ငွေကြေးအကူအညီတွေနဲ့အတူ Henry ရဲ့တတိယမြောက်ကုမ္ပဏီပေါ်ပေါက်လာခဲ့ပါတယ်။ကုမ္ပဏီရဲ့နာမည်ကိုအစပိုင်းမှာ Fortan Malcolmson Limited လို့ခေါ်ခဲ့ပေမဲ့1902ခုနှစ်မှာတော့ Ford Motor Company အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပထမနှစ်ကြိမ်ကြာရှုံးပြီးတဲ့နောက်မှာသူထက်မှန်ကြာရှုံးတော့မှာမဟုတ်ဘူးလို့ဟင်ရီကအဆုံးဖြတ်ခဲ့ပါတယ်။ဖောကတာမန်လူတွေပါဝယ်ယူနိုင်မဲ့ကားတစီးကိုဖန်တီးဖို့အာရုံစိုက်ခဲ့ပါတယ်။အဲဒီအချိန်ကကားပိုင်ဆိုင်နေဆိုတာချမ်းသာတဲ့သူတွေပဲတက်နိုင်တဲ့စိန်ခံပစ္စည်းတစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ဒီကားတွေကိုအလွန်ကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေကထုတ်လုပ်ကြပြီးတော့ကားအများစုကပြိုင်ကားတွေသာဖြစ်ခဲ့လို့ပါ။ ကုမ္ပဏီအသက်စတင်ချိန်မှာဟင်နရီကသူ့ရဲ့လုံဖော်ကင်ဘတ်တင်နဲ့ယင်းနှမျိုးနံသူတွေကိုတင်လို့ကြီးညာခဲ့ပါတယ်။ကျွန်တော်ကလူအများစုအတွက်ကားတစ်စီးကိုတည်ဆောက်မှာပါ။ခင်မီအင်ဂျင်နီယာပညာရည်နဲ့အကောင်းဆုံးဒီဇိုင်းတွေအကောင်းဆုံးပစ္စည်းတွေကိုသုံးပြီးတော့ကမ္ဘာပေါ်ကအကောင်းဆုံးလူတွေနဲ့တည်ဆောက်မှာပါ။ဇိန်းနှောင်းကိုလည်းလားစာကောင်းကောင်းရတဲ့ဘသူမဆိုပိုင်ဆိုင်နိုင်အောင်လုပ်ပေးမှာပါလို့သူကပြောခဲ့ပါတယ်။ဖိုးကလုပ်ငန်းခွင်မှာအတော်ဆုံးပါရမီရှင်တွေကိုဖော်ထုတ်ပြီးတော့ သူ့ရဲ့ဘေးနားကနေထွက်မသွားနိုင်အောင်ဆွဲထားနိုင်တဲ့အရေးချင်းရှိသူတူဦးပါကားဒီဇိုင်းအတွက်ပုံစံမတူတဲ့ကားမျိုးစား20ကျော်အထိဖန်တီးခဲ့ပြီးတော့မှနောက်ဆုံးအလုပ်ဖြစ်ခဲ့တဲ့ကားတစ်စီးကိုရခဲ့ပါတယ်။ဒါ ਉਹ သူက Model A လို့ခေါ်ခဲ့ပါတယ်။နောက်9နှစ်အကြာမှာ Henry က Model A ကိုဆက်လက်ထိုးထက်အောင်လုပ်ခဲ့ပြီးတဲ့နောက် Modern and ကိုထုတ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီ9နှစ်အတွင်းတကယ်ပြောင်းလဲသွားတာကကားရဲ့ဒီဇိုင်းတွေဆိုတာထက်ကားတွေထုတ်လုပ်ပုံစနစ်ပဲဖြစ်ပါတယ်။ကြာရှုံးခဲ့တဲ့လုပ်ငန်းတွေကနေ Henry သင်ယူခဲ့တဲ့အချက်တွေကတခုကတော့ကားအစိတ်အပိုင်းအများစုကိုပေးသွင်းမဲ့ suppliers တူတွေရှိဖို့အရေးကြီးတယ်ဆိုတာပါပဲ။ဒါကြောင့်သူကဒီလိုလုပ်ပေးနိုင်မဲ့ Detroit ကစက်ပစ္စည်းဆိုင်ဒီဇိုင်းကိုရှာတွေ့ခဲ့ပါတယ်။ဒီနေ့မှာတော့ Chicago ခီးသွားရင် Henry ကသားသက်ယုံတစ်ခုမှာ assembly line ဆိုတဲ့စနစ်ကိုမြင်တွေ့ကြရပါတယ်။ assembly line ဆိုတာကုန်ပစ္စည်းတစ်ခုကိုအစင်းစင်ခွဲပြီးတော့စနစ်တကျအရွေးပြားရင်းနဲ့သူ့နေရာထဲသူအစိပ်ပိုင်းတွေထပ်တန့်စင်ကထုတ်လုပ်တဲ့စနစ်ပါ။ဒီစနစ်ကြောင့်ထုတ်လုပ်မှုနှုန်းမြန်ဆန်ပြီးကုန်ကြစည်တက်တာစေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ခေါင်းထဲကိုစိတ်ကူးကောင်းတစ်ခုရောက်လာခဲ့ပါတယ်။ဒီစနစ်ကိုကားထုတ်လုပ်မှုမှာ ပေါင်းဆက်အသုံးပြုနိုင်ရင်ဇနီးကိုကားအစည်းရေပုံများထုတ်လုပ်နိုင်မယ်လို့သူတွေးခဲ့တာပါအဲ့ဒီအချိန်ကဖုန်းနဲ့တခြားကားထုတ်လုပ်သူအများစုကကားတစ်စီးပြီးမှတစ်စီးထုတ်လုပ်ကြတာကြောင့်ထုတ်လုပ်မှုနှေးကွေးခဲ့ပါတယ်ဒါကြောင့်1904ခုနှစ်မှာဟင်နရီကငွေတွေထက်ရှာပြီးကိုပိုင်စက်ရုံတစ်ခုတည်ဆောက်ခဲ့ပါတယ်အလုံသမား300ကျော်ခန့်အပ်ပြီးတော့သူရဲ့စက်ရုံအသက်ထဲမှာ assembly line စနစ်နဲ့စတင်ပြီးတော့စမ်းသပ်ခဲ့ပါတယ်စမ်းသပ်မှုကသူထင်ထားတဲ့အတိုင်းကားတွေကိုအချိန်တိုအတွင်းမြေမြ ြန်ထုတ်လုပ်နိုင်တာကြောင့်1906ခုနှစ်ရောက်မှ Model and ထုတ်လုပ်မှုမှာ Assembly Line စနစ်ကိုစတင်အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်ကြောင့်ထုတ်လုပ်မှုနှုန်းကငါးဆတိုးတက်လာခဲ့ပြီးတော့သူရဲ့ Model အသစ်က American မှာအကြောင်းရဆုံးကားဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Henry က ပုံမကြီးကျယ်တဲ့အရာတွေကိုပြတ်မှတ်ထားခဲ့ပါတယ်။ Henry IV ကတာမန်လူတွေနဲ့နေစဉ်သုံးအတွက်ဂါးတွေထုတ်လုပ်ဖို့အိမ်မက်မှတ်ခဲ့ပြီးတော့ Model T ကအဲ့ဒီအိမ်မက်ရဲ့အဖြေပါပဲ။စတင်ဖြန့်စီချိန်မှာ Model T က Henry ထုတ်လုပ်ခဲ့သမျှဂါးတွေထဲမှာဈေးအကြီးဆုံးဂါးတွေတွေရတစည်းဖြစ်ခဲ့ပါတယ်။ Model D ရဲ့ဈေးနှုန်းကိုဒေါ်လာ150သတ်မှတ်ခဲ့ပြီးဒါကဒီကနေ့ခေတ်ငွေကြီးနဲ့ဆိုရင်တော့ ဒေါ်လာ2100ဝန်းကျင်ရှိပါတယ်။ဒါပေမဲ့အစည်းကြီးပေမဲ့လည်းဖြန့်ချိပြီးရပိုင်းအတွင်းမှာပဲအစည်းရေ1500မှာယူခဲ့ပြီး Ford Motor Company က American မှာ number 1ကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။တနေ့ကို Model T အစီးရေ100ကျော်ထုတ်လုပ်ဖို့ပိုကြီးတဲ့စက်ရုံတရုံလိုအပ်တယ်ဆိုတာ Henry သဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်1930ပြည့်နှစ်မှာ Michigan ပြည်နယ် Highland Park မှာစက်ရုံအသစ်တစ်ခုတည်ဆောက်ခဲ့ပါတယ်။ ဇန်တမှုများစွာပြုလုပ်ပြီးတဲ့နောက်1993ခုနှစ်မှာ assembly line စနစ်ကိုတွင်တွင်ကြဲကြဲအသုံးပြုနိုင်နေပါပြီဒီစနစ်ကအလုံသမားတွေကကားစီကိုတွားရောက်လုပ်ကန်ရတာမျိုးမဟုတ်ပဲကားကိုယ်တွေကိုထုတ်လုပ်မှု line အတိုင်းဆွဲယူပြီးအစဉ်စစ်တက်ဆင်တဲ့စနစ်ပါဒီလုပ်ငန်းစဉ်အသစ်ကထုတ်လုပ်မှုအချိန်ကို7နာရီကနေမိနစ်60အထိ ရှင်းချနိုင်ခဲ့ပါတယ် 1914ခုနှစ်မှာ4ရဲ့ကားထုတ်လုပ်မှုနှုန်းကအစည်းရေ3သိန်းကျော်အထိရောင်းရှိခဲ့ပြီးတော့အမေရိကန်ရဲ့ဂျန်နက်ကားကုမ္ပဏီတွေစုစုပေါင်းထုတ်လုပ်မှုထက်တောင်မှ ပိုပြီးတော့အများသိတာဖြစ်ပါတယ်။1910ရာနှစ်1916ခုနှစ်အတွင်း Model T ထုတ်လုပ်မှုအရေအတွက်က အစည်းရေနှစ်သောင်းကနေတန်းတန်းနီးပါးအထိကိုတိုးတက်လာခဲ့တာဖြစ်ပါတယ် အဲ့ဒီအချိန်မှာကဘာပေါ်မှာရှိတဲ့ကားအလုံးရဲ့ထက်ဝက်လောက်က4ကားတွေဖြစ်ကုန်ပါပြီ assembly line နဲ့ american မှာကားခစ်ကိုဥဆောင်ခဲ့ပေမဲ့သူရဲ့အလုံသမားအများစုကဒီ T-twin စမ်းသပ်မှုကိုမကျေနပ်ခဲ့ကြပါဘူးအလုံသမားအများစုကတူညီတဲ့အရာတွေကိုထက်ခါထက်ခါလုပ်နေရတာကိုညီငွေကြပါတယ်ဒါကြောင့်အလုံသမားတွေက Ford ကနေတခြားကုမ္ပဏီတွေစီကိုပြောင်းရွှေ့ပြီးတော့လုပ်ကင်လာကြပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ Henry ကအလုပ်သမားတွေရဲ့လုပ်ခလာစာကိုတနေ့ကို5ဒေါ်လာအထိနှက်ဆတိုးမြှင့်ပေးခဲ့ပါတယ်။ကုမ္ပဏီများစွာကဒီလိုရက်ကိုလှောင်ပြောင်ခဲ့ကြပြီးမကြခင်မှာပဲကုမ္ပဏီကိုဒေဝါလီခံစီလိမ့်မယ်လို့ယုံကြည်ခဲ့ကြပေမဲ့သူတို့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။တနိုင်ငံလုံးကဆက်ပြင်းသမားတွေကလောကပေါ်ရဖို့အတွက် Detroit ကို အပြေးအလွှာရောက်လာခဲ့ကြပါတယ်။ Henry Ford က တူတူအလုံးလုံးနေတဲ့စက်ပြင်းသမားတွေရဲ့လောက်ခလာစာကိုတိုးမြင့်ပေးခဲ့ရုံသာမကအလုံးချိန်တွေကိုလည်းတနာရီရှော့ချပေးခဲ့ပါတယ်။အလုံးချိန်ပြောင်းလဲလိုက်တာကအလုံးသမားတွေအတွက်တရက်ကိုဆိုင်းသုံးဆိုင်အထိခွဲစင်းခိုင်းနိုင်တာကြောင့်အလုံးသမားအစ်စ်တွေခက်အပ်နိုင်ခဲ့ပြီးတော့24နာရီလဲပတ်နိုင်တဲ့လုပ်ငန်းကိုဖန်တီးနိုင်ခဲ့ပါတယ်။မကြခင်မှာပဲတခြားကောင်းလုပ်ငန်းများစွာက သူတို့ရဲ့အလုပ်သမားတွေကိုဖို့စီကိုဆုံရှုံခံရမှာကြောက်တာကြောင့်သူ့ကိုအတူယူပြီးတော့လုံဆောင်လာခဲ့ရပါတယ်1919ခုနှစ်မှာ Henry Ford ကကုမ္ပဏီမှာယင်းမျိုးနွယ်သူတွေရဲ့ဝင်ရောက်ဆွဖက်မှုကိုညီးငွေ့လာတာကြောင့်သူတို့အားလုံးရဲ့ share တွေကိုဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်ရလက်နေနဲ့ Detroit မှာတန်းကြွယ်တတိများစွာပေါ်ပေါက်လာခဲ့ပေမဲ့ Henry Ford ကကမ္ဘာအကြီးဆုံးကားကုမ္ပဏီရဲ့တဦးရဲပိုင်ရှင်ဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာ Henry က သူရဲ့26နှစ်အရွယ်သား Elsel Forgo ကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ်ခန့်ခဲ့ပေမဲ့ကုမ္ပဏီကိုတကယ်ဦးဆောင်နေတဲ့သူကတော့ Henry ကိုရိုင်းပါပဲ1920ပြည့်နှစ်နှောင်းပိုင်းရောက်တဲ့အခါ Henry ကဟာကုမ္ပဏီရဲ့ရောင်းအားကျဆင်းနေတာကိုဆက်လက်ပြီးတော့လိလူရှုလို့မရတော့တာကြောင့် Modernity ထုတ်လုပ်မှုလိုင်းကိုပိတ်ပြီးတော့လုံးဝအသက်ဆက်ဆက်ကားတစ်စီးကိုစတင်ပြီးတော့ဒီဇိုင်းဆွဲခဲ့ပါတယ် Model A အသစ်ကို1928ခုနှစ်မှာဖြန့်ချိခဲ့ပေမဲ့ဒီကားအသစ်ကို Highland Park မှာထုတ်လုပ်တာမဟုတ်တော့ဘဲ Michigan ပြည်နယ် Rush River ဘေးမှာရှိတဲ့ပိုကြီးရဲ့စက်ရုံတစ်ခုမှာထုတ်လုပ်ခဲ့ပါတယ်။သူရဲ့စက်ရုံအသစ်မှာ Henry ကကုန်ကျန်းနေတန်းစင်တာကနေကားအပိသက်တက်စင်တဲ့အထိထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကိုထည့်သွင်းခဲ့ပါတယ်။သူရဲ့ဆန္ဒအတိုင်းအောင်မြင်ခဲ့ပြီးတော့ ဒါဟာတခြားအစိတ်အပိုင်းတွေကိုပါထုတ်လုပ်နိုင်တဲ့ကမ္ဘာအကြီးဆုံးဆက်ယုံဖြစ်လာခဲ့ပါတယ်။1943ခုနှစ်မှာ Henrietta Edson ကအစာအိမ်ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ဒါကြောင့်သူဟာနောက်ထပ်နှစ်အကြာကုမ္ပဏီကိုဆက်လက်ဦးဆောင်ခဲ့ပြီးတော့သူ့ရဲ့မြေ Henry II ကို Ford Motor Company ရဲ့ထိန်းချုပ်မှုကိုလွှဲပြောင်းပေးခဲ့ပါတယ်။ Henry ကသူ့ရဲ့အိမ်ရောင်အနားယူပြီးနောက်ပိုင်းမှာ1948ခုနှစ် April 9ရက်နေ့မှာ အုံနောက်သွေးကြောပြက်ပြီးတော့ခွဲလွန်ခဲ့ပါတယ်။ဘဝဆိုတာအတွေ့အကြုံတွေဇက်တိုက်ဖြစ်ပေါ်နေတာပါပဲ။တခုချင်းစီကကျွန်တော်တို့ကိုပို့ပြီးအသိဉာဏ်ကြီးထွားစေတယ်။တခါတလေတောင်းနားလေဖို့ခက်ခဲပေမဲ့အခက်ခဲတွေနဲ့ဝန်ထဲကြေကွဲမှုတွေကကျွန်တော်တို့ကိုရှေ့ဆက်ရှောင်လန်းရာမှာကူညီပေးတယ်ဆိုတာသိထားပါမယ်လို့ Henry Ford ဆိုခဲ့ပါတယ်။ဒါကတော့ရှင်ပင်နေတဲ့လေတော်ရဲကနေလက်ပလာနဲ့ထွက်လာခဲ့ပြီးတော့ မရိကန်နဲ့တကဘာလုံးရဲ့ကားစီးကွက်ကြီးကိုဒုခိတုအခါကစိတ်ကြိုက်ခြေလှယ်နိုင်ခဲ့တဲ့ Henry Ford ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာ Ford Motor Company ကဒေါ်လာဘီလီယံ80ဝန်းကျင်တန်ဖိုးရှိတဲ့ဈေးကွက်တန်ဖိုးရှိပြီးတော့ကမ္ဘာအကြီးဆုံးကားကုမ္ပဏီတွေရဲ့တစ်ခုအဖြစ်ကိုဆက်လက်တည်ရှိနေရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။